ားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့မှာတော့မြမရွှေဈေးတွေကမနေ့ပိုင်းမှာတက်ကြမရှိသေးပါဘူးမြမငွေဈေးတွေကတော့နှဲငယ်ကြပါလေဒီနေ့က၄ရက်နေ့၄လပိုင်း2020နဲ့5ခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့အချိန်အားတိုင်းစံတော်ချိန်မနေ့ပိုင်း10:35မိနစ်ရှိနေပါပြီ မြန်မာရွှေက55ပဲရေတရသားကို66သိန်း5000နဲ့မှာ9016ပဲရေတရသားကိုဆိုင်ကရောင်းနေသေးကသိန်း80နဲ့မှာ9000ဆိုင်ကလက်ခံနေသေးကသိန်း69သိန်း9000နဲ့ပေါက်ဈေးရှိနေပါသေးတယ်။ရှင်ကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါသေးတယ်။ ဒေါ်လာနဲ့မြန်မာကျပ်ငွေစင်းတုံးတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစည်းက4400နဲ့မှ40ယူရိုကိုမြန်မာကျပ်ငွေ4900နဲ့မှ5ချက်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစည်းက3300နဲ့မှ40ဆိုင်ကလက်ခံနေစည်းက3200နဲ့မှ60တရုတ်ငွေတရွမ်ကိုမြန်မာကျပ်ငွေ600နဲ့မှ9ချက်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2900နဲ့မှ80ထိုင်းမန်နဲ့မြန်မာကျပ်ငွေစင်းတုံးတွေကဘတ်ပေးချက်ယူသမားတွေကဘတ်ငွေ885ဘတ်ကိုမြန်မာကျပ်ငွေ3သိန်းချက်ပေးဘတ်ယူသမားတွေကချက်3သိန်းကိုဘတ်ငွေ900နဲ့မှ80 ဂျပန်ငွေ3350ခွန်းတသမ95ကိုမြန်မာကျပ်ငွေတသိန်းမလင်းငွေ100တသမ539ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3312တသမ58ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1924တသမ55ကိုမြန်မာကျပ်ငွေတသိန်း လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှင်းငယ်ကွာချမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလုပ်တော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုယင်ဖုံးဆက်ပြီးမှငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3092နဲ့လက်ရှိမှာဈေးတန်းကတည်ရှိနေပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကုချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ